တပ်ပြတ်ပါတီရုံထဖို့လှည့်စားနေတဲ့ရွေးကောက်ပွဲအပိုင်းနဲ့လက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်တဲ့အတွင်ပြောင်းမှုစေတနာမှန်မဟုတ်ကြောင်း တက်တီပြခဲ့တဲ့စစ်အစိုးရနဲ့ဥစခုံတည်ရင်ရွေးကောက်ပွဲနဲ့ဆက်ဆက်တဲ့ကချင်ပြည်နယ်နိုင်ငံရေးနောက်ခံတပ်ပြတ်ပါတီရုံထဖို့လှည့်စားနေတဲ့ရွေးကောက်ပွဲအပိုင်းတက်မှာဖော်ပြခဲ့တယ်လို့ပဲဥစခုံတည်ရင်ဟာ NDAK ဆိုတဲ့လက်နက်ကိုင်ခေါင်းဆောင်ဘဝကနေ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းဥဆောင်တဲ့တပ်ဖွဲ့တွေကိုနေကြာဆောင်တပ်ဖြစ်အတွင်ပြောင်းပြီးစစ်တပ်ထဲပေါင်းစည်းစေခဲ့သူဖြစ်ပါတယ်။ငင်းချမ်းရေးဖြစ်စဉ်တိုင်းမှာအစိုးရဆိုလူတွေပြောလို့ရှိတာကလက်နက်ကင်တော်လိုင်းရေးအဖွဲ့တွေကိုလက်နက်ဆွန့်ပြီးပါတီတီထောင်ရွေးကောက်ပွဲဝင်ဖို့တိုက်တွန်းတဲ့အချက်ပါဝင်တယ်လို့တီးရပါတယ်။ဒီလိုအစိုးရအဆက်ဆက်ပြောခဲ့တဲ့အဆိုဟာစီရနာမန်ဖြစ်တယ်ဆိုရင်ဦးစခုံတိတ်ရင်နဲ့ NDAK အဖွဲ့ရဲ့အတွင်ပြောင်းမှုဟာတာရကကောင်းပြဖို့အခွင့်ကောင်းဖြစ်ခဲ့တဲ့တယ်လို့မြင်မိပါတယ်။ ဒါပေမဲ့ဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောင်းကြည့်ရင်ဦးစခုံတရင်ဟာ၎င်းရဲ့လူတချို့ကိုနိုင်ငံရေးပါတီဖွဲ့ပြီးရွေးကောက်ပွဲဝင်ပြိုင်စေခဲ့ပေမဲ့သူကိုယ်တိုင်ပါတီကိုမဦးစီးခဲ့ပါဘူး။ပါတီထဲမှာပါဝင်လို့ရွေးကောက်ပွဲကိုမဝင်ဘူးလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ရွေးကောက်ပွဲကိုတော့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဖြင့်ဝင်ပြိုင်ပါတယ်။သူဟာပါတီထဲမှာမပါဝင်ပေမဲ့သူ့လူတွေဖွဲ့ထားတဲ့ပါတီဟာသူ့ရဲ့ဩဇာကင်းလွတ်မှုရှိရလားဆိုတော့လည်းကင်းလွတ်မှုမရှိတာကိုတွေ့ရပါတယ်။ ဥပမာပြရရင်2010နဲ့2015ရွေးကောက်ပွဲတွေမှာဥစခုံတည့်ရင်ဝင်ပြိုင်ခဲ့တဲ့အမျိုးသားလွတ်တော်မဲဆန္ဒနယ်မှာသူ့လူတွေနဲ့စစ်တပ်အလို့ကျလူတွေဖွဲ့စည်းထားတဲ့စီလုံးညညွေးနဲ့ဒီမိုကရေစီပါတီကချင်ပြည်နယ်စရကရဲ့ကိုယ်စားလှယ်လောင်းတွေ ရှင်ပြိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပြင်ပြည်တော်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်းဥစခုံတည့်ရင်ဝင်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်မှာဝင်ပြိုင်ခဲ့တာမတွေ့ခဲ့ရပါဘူး။ရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာ တူဝင်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်ဟာချီပွေဆော့လော်အင်ဂျန်ရံမြို့နယ်တွေပါဝင်တဲ့အမျိုးသားလွတ်တော်မဲဆန္ဒနယ်ဖြစ်ပါတယ်။ဒီမြို့နယ်တွေဟာ NDP ကချင်ပါတီရဲ့အဓိကစီယုံရေးမြို့နယ်တွေဖြစ်ပါတယ်။အခုဆောင်းပါအဆက်ရဲ့အပိုင်းတက်မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဥစကုံတရင်ဟာတူမင်းမှုခဲ့တဲ့မဲဆန္ဒနယ်မှာ အောင်နိုင်ရေးအတွက်စိန်ခေါ်မှုဖြစ်စေတဲ့အခြားပါတီတွေကိုအဝင်မခံခဲ့တာတွေ့ခဲ့ရပါတယ်။သူဟာ 2030ရွေးကောက်ပွဲမှာတတိပုဂ္ဂလရှင်ပြိုင်ခဲ့ပြီးအမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ်လွတ်လွတ်ကျွတ်ကျွတ်နိုင်ခဲ့ပါတယ်။2015ရွေးကောက်ပွဲမှာလည်းငကိုမဲဆန္ဒနယ်မှာပဲထပ်မံဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ဘက်ဖြစ်တဲ့ NLD ပါတီရဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်ကျော်ဦးတို့အဖွဲ့ရဲ့မဲဆွယ်စည်းရုံးရေးခီးစဉ်မှာရိုက်နှက်ချင်းချောင်းမှုဖြစ်ခဲ့ပြီးပြည်စည်းတွေကိုလည်းဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်ချီဝေမြို့နယ်ကံဖန်ရွာမှာဖြစ်ခဲ့ပါတယ်။ဒါပြင်ပန်ဝါမြို့မှာလည်း NLD ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးခြင်းမပြုဖို့တားမြစ်ခဲ့တဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။ရွေးကောက်ပွဲမဲအရေးအတွက်အရာနိုင်ခဲ့ပေမဲ့မဲဆွယ်စည်းရုံးရေးခီးစဉ်ကို ကိုထိလက်ရောက်နောက်ဆက်ချိန်ချမှုကြောင့်ဥပဒေအရလွတ်တော်ကိုယ်စားလှယ်အဖြစ်မှပယ်ပြတ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပါတယ်။စောင်းမရဲ့အပိုင်းတက်မှာဖော်ပြခဲ့တဲ့အတိုင်း2015ရွေးကောက်ပွဲနောက်ပိုင်းကချင်ပါတီတွေဟာပေါင်းစည်းရေးလှုပ်ရှားခဲ့ပါတယ်။ ဥစခုံတည်ရင်ရဲ့လူတွေနဲ့လက်ရှိစစ်ကော်မရှင်ဘတ်တော်သားတွေဖြစ်နေတဲ့ဥခတ်ထိန်နံနဲ့ဒေါ်ဒွဲဘူတို့ဥဆောင်ဖွဲ့စည်းထားတဲ့စီလုံးညညရေးနဲ့ဒီမိုကရေစီပါတီကချင်ပြည်နယ်စရကပါတီကိုတရားဝင်ဖျက်သိမ်းပြီးကချင်ပေါင်းစည်းရေးပါတီတဲပါဝင်သွားပါတယ်။ဒါပေမဲ့ဥစခုံတည်ရင်ကတော့တူလူတွေကိုဒီမိုကရေစီပါတီတဲ့ကချင် NDP ကချင်ပါတီကိုဖွဲ့စည်းစေပြီး2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်စေပါတယ်။ အဲ့ဒီပါတီထဲမှာတူကိုရိုင်းနိုင်ရကဖြစ်တယ်လို့သိရပါတယ်အခုဒီဖြစ်စဉ်တွေကိုရှင်းပြနေခြင်းရဲ့အဓိကရည်ရွယ်ချက်ကစစ်အစိုးရဟာစီရနာမန်နဲ့တာတိုင်းနာလက်နက်ကိုင်အဖွဲ့တွေကိုပါတီထောင်ပြီးရွေးကောက်ပွဲဝင်တဲ့နီလန်ဘက်ကိုဆွဲဆောင်စေခြင်းနဲ့ဆိုရင် NDA ကီလိုလက်နက်ကိုဖျက်သိမ်းပြီးအတွင်ပြောင်းခဲ့တဲ့အဖွဲ့ကိုစန္ဒမူနာကောင်အဖြစ်ပြနိုင်ဖို့အားပေးတယ်လို့မြင်ပါတယ်။ဦးစခုံတည့်ရင်ကလည်းတူကိုရိုင်းလက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကနေမိမိဖော်ဆောင်ခြင်းနဲ့နိုင်ငံရေးညီမှန်းချက်တွေကိုဖော်ဆောင်နိုင်ကြောင်းစူးစမ်းပြလို့ရတယ်ဆိုရင်အစကတည်းကတူကိုရိုင်းပါတီကို စနစ်တကျဦးစီးဖွဲ့စည်းတင်တယ်လို့မြင်ပါတယ်။ဒါပေမဲ့အဲ့ဒါလိုမဖြစ်ခဲ့ရတာဟာဦးစခုံတရင်ရဲ့မာဝင်းမှုတစ်ခုတည်းမဟုတ်ပဲလက်နက်အပ်အတွင်ပြောင်းစီခဲ့တဲ့စစ်တပ်ရဲ့စီရနာမမှန်တဲ့အတွင်ပြောင်းရေးကိုဖော်ပြနေတယ်လို့တုံ့တက်မိပါတယ်။အခုတော့စစ်တပ်လည်းတူးခတ်ခဲနဲ့တူရင်ဆိုင်နေရပြီး တူနိုင်စေခြင်းနဲ့ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အရေးအတွက်အတဲတန်လိုအပ်နေတာကြောင့်အရင်ကညာတာထောက်ထားပေးခဲ့တဲ့သူ့ရဲ့ညီနောင်ပါတီတွေကိုလည်းမငဲ့နိုင်တော့ပဲမဲဆန္ဒနယ်တိုင်းမှာပြိုင်ဘက်အဖြစ်ဝင်ပြိုင်နေရတဲ့အခြေအနေဖြစ်နေပါပြီအပိုင်းတုံးကိုဆက်လက်ဖော်ပြတော့ပါမယ်ခင်ဗျာ